မကွေးတိုင်းတွေကဝစီငွေထုတ်ဆက်ရုံကမြန်မာနိုင်ငံမှာလုံခြုံရေးအတင်းကျပ်ဆုံးနေရာတွေတဲကတစ်ခုဖြစ်ပါလေ။အဲဒီကနေပြည်တွင်းမှာတုံးဆွဲနေတဲ့ငွေစက်ကူတွေကိုအမြဲမပြတ်ရိုက်ထုတ်ပေးနေတာပါ။အရက်သားအစိုးရလက်ထက်မှာတော့ပြည်တွင်းငွေကြေးစီစဉ်မှုအတွက်လိုအပ်တော့မှသာငွေစက်ကူတစ်တွေကိုရက်ကူထုတ်လုပ်လို့ရှိပေမဲ့မင်းအောင်လှိုင်စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်မှာတော့ဝစီဆက်ရုံကနေငွေစက်ကူတစ်တွေကိုအလို့ရှိသလောက်ထင်တိုင်းကျဲရိုက်နှိပ်ထုတ်နေကြတာကြာပါပြီ။ ဒါကြောင့်အာနာသိန်းပြည်လင်းနစ်ကျော်ကာလမှာမြန်မာငွေစက်ကူတစ်တွေရဲ့အရေးသွေးတွေကစမမီတော့တယ်လို့ငွေကြေးတန်ဖိုးကလည်းအခြားတိုင်းပြည်တွေနဲ့ရှင်လိုက်ရင်အဆမတန်နှိမ့်ချလာခဲ့ပါတယ်။ American Dollar ကိုမြန်မာငွေ4000ကျော်ပေးရတဲ့ဆိုတဲ့ပမာဏကအရင်တုန်းကမြန်မာပြည်သူတွေအတွက်စိတ်ကူးတောင်ရှင်ခဲ့မှုမဟုတ်ပါဘူး။ ဒါပေမဲ့လည်းအခုတော့မြန်မာငွေတန်ဖို့အဆမတန်ကျဆင်းလာခဲ့တာကြောင့်တသက်နဲ့တကူမတွေးခဲ့ဘူးတဲ့ဒုက္ခတွင်တွေကိုမြန်မာပြည်သူတွေရောက်နေပြီလို့ပဲပြောရမှာဖြစ်ပါတယ်။ဆိုတော့ဒီနေ့မှာတော့မင်းအောင်လိုင်စစ်တပ်အတွက်အသက်တမျှအရေးပါတဲ့အရာတွေတဲကတခုလို့ဖြစ်နေတဲ့ဝစီငွေထုတ်ဆက်ယုံကြီးစီကိုတွားကြည့်ကြရအောင်ပါ။ဝစီငွေထုတ်ဆက်ယုံကမြန်မာနိုင်ငံမကွေးတိုင်းပခုတ်ကူမြို့အနောက်တောင်ဘက်မှာရှိတဲ့တန်းချီတောင်တန်းရဲ့တောင်ဘက်အစွန်းဆုံးမှာတည်ထားတာဖြစ်ပါတယ်။ ပေတထောင်လောက်မြင့်တဲ့တောင်ကုန်းတစ်ခုပေါ်မှာတည်ထားလာဖြစ်ပြီးတောင်ဘက်မှာဆိုရင် ရောချောင်းရှိသလိုအနောက်ဘက်နဲ့မြောက်ဘက်မှာတောင်တန်းတွေဝန်းရံထားပါတယ်။အရှိပတ်မှာတော့လမ်းရွာကျေးရွာနဲ့ ARR မြစ်တို့ရှိနေပါတယ်။ဝစီငွေထုတ်စက်ရုံကနေမိုင်း20ပတ်ချာလေးမှာဘယ်လိုလူနေအင်ဂျင်မျိုးမှရှိမနေတာကြောင့်လုံးဝကိုပဲလုံခြုံရေးတင်းတင်းကြပ်ကြပ်ခြားထားပြီးလူသူအယောက်ပေါင်နေပါတဲ့နေရာကိုမှတမင်ကျွေးထားတယ်ဆိုတာသိတာပါတယ်။ ဝစီငွေထုတ်စက်ရုံကိုသွားမယ်ဆိုရင်ချောင်းမြို့ကနေလမ်းရွာကျေးရွာကိုဆက်လီနဲ့အရင်သွားရမှာဖြစ်ပါတယ်။ချောင်းမြို့အထက်ပိုင်းမှာကားတွေပါတည်ဆောင်နိုင်တဲ့ဆက်ရည်ရှင်တွေရှိပါတယ်။အဲ့ဒီကနေတစဉ်လမ်းရွာကိုသွားရမှာဖြစ်ပါတယ်။အားကြောင့်လဲဆိုတော့ဝစီငွေထုတ်စက်ရုံကိုသွားတဲ့လမ်းကလမ်းရွာနဲ့ ARD မြစ်ကိုဖြတ်ပြီးဖောက်ထားတာဖြစ်လို့ပါပဲ။ဆက်ယုံဝင်လန်းနဲ့အထွက်လန်းကတလန်းတွေပဲဖြစ်တာကြောင့်တော်ယုံတန်ယုံလူဖြတ်တန်းသွားလာလို့မရပါဘူး။ဝစီငွေထုတ်ဆက်ယုံကဝင်တန်းတွေနဲ့ပညာရှင်တွေကလည်းစစ်တကလူတွေပဲဖြစ်ပြီးအယက်သားဝင်တန်းဆိုတာလုံးဝမရှိပါဘူး။ ဆိုတော့ဝစီစက်ယုံကတာမန်မြန်မာပြည်သူတွေလုံးဝမရောက်ဘူးတဲ့နေရာလို့တောင်မှပြောလို့ရပါတယ်။ဝစီငွေထုတ်စက်ယုံမှာအလုံးလုံးနေတဲ့စစ်တကဝန်ထမ်းတွေနဲ့သူတို့ရဲ့မိသားစုဝင်တွေကလွှဲရင်စက်ယုံအတွင်းကိုဘယ်သူမှဝင်ထွက်သွားလာခွင့်လည်းမရှိပါဘူး။ဝစီငွေထုတ်စက်ယုံကိုသွားတဲ့လမ်းမှာရှိနေတဲ့လမ်းရွာကျွေးရွာဆိုတာကတော့အကွေးတိုင်းဒေသကြီးပခုတ်ကူခရိုင်ပခုတ်ကူမြို့နယ်လမ်းရွာကျွေးရွာအုပ်စုထဲမှာတည်ရှိနေတဲ့ရွာတွေဖြစ်ပါတယ်။ 2014ခုနှစ်သကောင်းစင်းအရလမ်းရွာကျွော်မှာလူဦးရေစုစုပေါင်း1000နီးပါးနေထိုင်ကြတယ်လို့သိရတဲ့အတွက်ရွာကြီးတွေရပါပဲ။ဒါကြောင့်လေဝစီငွေထုတ်ဆက်ယုံကိုသွားရလမ်းမှာလမ်းရွာကျွော်ကအထူးကကြားတဲ့ဒီနေရာတစ်ခုဖြစ်နေတာပါ။ဆက်ယုံကိုသွားရလမ်းမှာစစ်စေးရိတ်ဂိတ်၃ခုရှိပါတယ်။ချောင်းမြို့ကနေဆက်လီတွေနဲ့လမ်းရွာကြေးရွာကိုအရင်ဆုံးရောက်အောင်သွားမယ်။အဲဒီကနေတဆင်ဝစီဆက်ယုံကိုခီးနေရမှာဖြစ်ပါတယ်။လမ်းရွာကြေးရွာကနေစထွက်ပြီးဆိုတာနဲ့စစ်သားတွေအင်အားအပြည့်လုံခြုံရေးယူထားတဲ့ပထမစစ်ဆေးရေးဂိတ်တစ်ခုကိုအရင်ဆုံးရောက်မှာပါ။ ဒီကိတ်ကိုကြော်ပြီဆိုတာနဲ့တောင်တလန်းအတိုင်းဆက်တက်သွားရမှာဖြစ်ပါတယ်။15မိုင်လောက်တက်ပြီးပြီဆိုရင်ဒုတိယစစ်ဆေးရေးဂိတ်ကိုရှောက်ပါပြီ။ဒုတိယစစ်ဆေးဂိတ်ကိုကြော်နိုင်ခဲ့ရင်လည်းနောက်ထပ်15မိုင်လောက်ဆက်မောင်းမှတတိယစစ်ဆေးဂိတ်ကိုရှောက်မှာဖြစ်ပါတယ်။ဆိုတော့လမ်းရွာကြေးရွာကနေဝစီငွေထုပ်ဆွဲရုံအထိရောက်ဖို့ကမိုင်30လောက်ခီးနေရမှာဖြစ်ပါလေ။စစ်စေးဂိတ်၃ဂိတ်တိုင်းကလည်းမင်းအောင်လိုင်းစစ်တပ်ကအင်းပြိအပြိလုံခြုံရေးယူထားတာကြောင့်တာမန်ဘယ်လိုလူမှကြော်ဖြတ်လို့မလွယ်ကူနိုင်ပါဘူး။ ကြောင့်လေပြည်တွင်းစစ်စတင်ချိန်ကစလို့ဒေါ်လာရင်းဖြစ်တွေပကနေဝစီငွေထုတ်စက်ရုံကိုဘယ်လိုမှထိလို့မရခဲ့တာဖြစ်ပါတယ်။2025ခုနှစ်အစောပိုင်းကာလတုန်းကဂွေတိုင်းခြေဆိုင်ဒေါ်လာရင်းတက်တွေကဝစီငွေထုတ်စက်ရုံကိုအဝေးကနေပြစ်ခတ်တိုက်ခိုက်နိုင်ခဲ့တာကိုတွေ့ရပါတယ်။မြန်မာနောက်မှာဖော်ပြထားတဲ့သတင်းအရတော့ဒေသတွင်းအခြေဆိုင်ဒေါ်လာရင်းတက်တွေကကိုတိုင်းထုတ်လုပ်ထားတဲ့လက်လုံရော့ကတ်16လုံးနဲ့ဝစီငွေထုတ်စက်ရုံကိုတိုက်ခိုက်ခဲ့တာဖြစ်ပြီးစက်ရုံတွေကိုတော့13လုံးကြာရောက်ပောက်ကွဲခဲ့ပါတယ်။ မင်းအောင်လိုင်းစစ်တပ်ကတော့60မမဘုံသီးတွေနဲ့ပြန်လည်ပစ်ခတ်ခဲ့တယ်လို့လည်းတော်လိုင်းတရီဘက်ကအတည်ပြုထားပါတယ်။ဒါပေမဲ့လည်းမင်းအောင်လိုင်းစစ်တပ်ကတော့အဲ့ဒီတိုက်ခိုက်ခံရမှုနဲ့ပတ်သက်လို့အခုချိန်ထိတဆုံးတရားထုတ်ဖော်ပြောဆိုတာမျိုးမရှိခဲ့သလိုဝစီငွေထုတ်ဆက်ယုံကလည်းပုံမှန်အတိုင်းဆက်လက်လေပတ်နေတာကြောင့်အထူးကအဆုံးရှုံးတိတ်မရှိခဲ့ဘူးလို့သတ်မှတ်ရမှာဖြစ်ပါတယ်။ ပြောရရင်ဝစီငွေထုတ်စက်ယုံရဲ့လုံခြုံရေးစည်းကအခုချိန်အထိတော်လိုင်းအတွက်တွေဘက်ကထိုးမပေါက်နိုင်ဖြစ်နေတဲ့အထိလုံခြုံရေးမြင်မာပါတယ်။ဝစီငွေထုတ်စက်ယုံအတွင်းမှာတော့ပုံစံတူအရွယ်တူလူနေတိုက်ခန်းတွေရှိနေတာကိုတွေ့ရပါတယ်။အဲ့ဒီအစားအုပ်တွေမှာစက်ယုံဝန်တန်းတွေနဲ့မိသားစုဝင်တွေနေထိုင်ကြပါတယ်။ဝန်တန်းတွေနဲ့မိသားစုဝင်တွေကတစ်နှစ်ပတ်လုံးဒီပါစက်ယုံအတွင်းမှာပဲနေထိုင်ကြရတာဖြစ်ပြီးတစ်ခါတလေအခကြီးရက်ကြီးတွေမှာအားလည်းရရကြမှသာမွေးရမြစီကိုပြန်ခွင့်ရကြတာဖြစ်ပါတယ်။ အခုချိန်မှာတော့လန်ခီးလုံကြုံရေးကစိတ်မချရတဲ့အတွက်ခွင်းရဖို့ပိုးခတ်လာတာကြောင့်စက်ယုံအတွင်းအလုံးလုံးရတာကထောင်ကျသလိုကိုတောင်ဖြစ်နေပါတယ်။ဝင်နှန်းဆောင်တွေကနေနည်းနည်းလေးဆက်တလိုက်ရင်တော့ဝစီငွေထုတ်စက်ယုံဝင်ရဲ့ပင်မစက်ယုံစီကိုရောက်မှာဖြစ်ပါတယ်။အဲ့ဒီပင်မစက်ယုံတွေကိုသက်ဆိုင်ရာဝင်နှန်းပညာရှင်တွေနဲ့တာဝန်ရှိသူတွေပဲတွာလာခွင့်ရှိပါတယ်။ပြည်တွင်းသုံးငွေစက်ကူ စာပို့စာချုပ်တစ်စိတ်ကောင်းတွေနဲ့အောင်ပါလီထီလက်မှတ်တွေအပြင်လုံခြုံရေးနဲ့သက်ဆိုင်တဲ့စာရဲစာတမ်းမျိုးစုံကအဲ့ဒီပင်မစေယုံကနေပဲထွက်လာတာဖြစ်ပါတယ်။ငွေစက်ကူတွေကိုထုတ်လုပ်ရမှာဝါကွန်းချီ40ရာခိုင်နှုန်းနဲ့လုံခြုံရေးကျိုးပါတဲ့စက်ကူသားများနဲ့ဆိုင်းနှိပ်တယ်လို့သိရပါတယ်။ဝါကွန်းချီ40ရာခိုင်နှုန်းနဲ့လုံခြုံရေးကျိုးပါဝင်တဲ့စက်ကူသားတွေကိုပြည်တွင်းမှာမထုတ်လုပ်နိုင်သေးတာကြောင့်အိန္ဒိယကနေသာတင်သွင်းရပါတယ်။စပစ်စီတွေကိုတော့ဂျာမနီနိုင်ငံကနေမှာယူပြီးဂျာမနီပညာရှင်တွေကိုတိုင်တက်ဆင်ပေးသွားခဲ့တာဖြစ်ပါလေ မရောက်နိုင်စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာတော့ဝစီငွေထုတ်စက်ယုံမှာအပြောင်းလဲတွေဖြစ်ခဲ့ပြီးငွေထုတ်စက်တွေကလည်းအရင်ကထက်ပုံမိုလဲပတ်နေရပါတယ်။ကုန်ကြမ်းတဲ့နှီးပညာပိုင်းအတွက်ကုန်ကြစိတ်ကအရန်ကြီးမလာကြောင်းကုန်ကြစိတ်ကမရောင်ဆိုပြီးအခုချိန်မှာကျပ်တသောင်းတန်တမျိုးတည်းကိုသာဦးစားပေးထုတ်လုပ်နေရပါတယ်။ဝစီငွေထုတ်စက်ယုံကိုမရောက်နိုင်စစ်တပ်ကအစင်းမြင့်ဗိုလ်ချုပ်တဦးကထိန်းချုပ်ထားတာဖြစ်ပြီးစက်ယုံကနေထုတ်လုပ်တဲ့ငွေစက်ကူအရေးအတွက်ပြင်အခြားအချက်လက်တွေကိုလည်းလျှို့ဝှက်အစင်းဖြစ်သတ်မှတ်ထားပါတယ်။ ။ငွေဆက်ကူထုတ်လုပ်ရမှာတုံးတဲ့ကုန်ကြမ်းပစ္စည်းတွေနဲ့ဆေးမြင်တွေကိုဒေါက်အောင်ဆန်းစုကြည်ရဲ့အယက်သားအစိုးရကာလအထိဂျာမနီကုမ္ပဏီတစ်ခုဖြစ်တဲ့ Gisaki and Dibrian ကနေမှာယူခဲ့တာဖြစ်ပါတယ်။ငွေစက်ကူထုတ်လုပ်တဲ့စက်ပစ္စည်းတွေကိုလည်းဂျာမနီနိုင်ငံထုတ်စက်တွေကိုပဲအသုံးပြုခဲ့တာပါစက်ပစ္စည်းချုပ်ရင်းမှုတွေဖြစ်ခဲ့ရင်ဗစီငွေထုတ်စက်ယုံကစက်ပြင်ဝင်တန်းတွေနဲ့အင်ဂျင်နီယာတွေကိုတိုင်ပဲပြင်ကြပါဗျာ ဒီလိုပြင်ထိုင်အောင်လို့လေအင်ဂျင်နီယာအချို့ကိုဂျာမနီနိုင်ငံအထိပညာသင်ဆေးလွတ်ပြီးပညာယူစေခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းအကြီးစားချုပ်ယွင်းမှုတွေဖြစ်လို့စက်ရုံဝင်တန်းတွေကိုယ်တိုင်မပြင်ထိုင်တော့ဘူးဆိုရင်တော့ဂျာမနီကပညာရှင်တွေကိုခေါ်ယူပြီးပဲပြင်စေရပါတယ်။ဘာကြောင့်ဂျာမနီထုတ်တွေပဲတုံးရတာလဲဆိုတော့ ဂျာမနီကငွေစက်ကူထုတ်လွှင့်မှုပိုင်းမှာတော်တော်လေးကိုကျွမ်းကျင်ပြီးကမ္ဘာကျော်လာကြောင်းဖြစ်ပါတယ်။ဒီနေရာမှာဂျာမနီရဲ့အင်ဂျင်နီယာအတတ်ပညာနဲ့စက်မှုလုပ်ငန်းတွေကကမ္ဘာထိပ်တန်းအဆင့်ဖြစ်ပါတယ်။ငွေစက်ကူထုတ်လွှင့်တဲ့စက်ပစ္စည်းတွေဆိုတာကတကယ်ကိုပဲရှုပ်ထွေးလွန်းပြီးတည်ကြမှုမြင်မာဖို့လိုအပ်ပါတယ်။ဂျာမနီကထုတ်လွှင့်တဲ့စက်ပစ္စည်းတွေကတော့နောက်ဆုံးပေါ်နည်းပညာတွေအာယုံခံကရိယာတွေနဲ့ပုံနှိပ်စနစ်တွေကိုအသေးစိတ်ပေါင်းစပ်ထားတာကြောင့်ကမ္ဘာနိုင်ငံတော်တော်များများကအကြိုက်တွေ့နေကြတာပါ။ ငွေဆက်ကူအတူတွေလုံးလုံးမရအောင်လို့စက်တွေကနေအလွန်ရှုပ်ထွေးတဲ့လုံခြုံရေးစနစ်တွေကိုထည့်သွင်းပေးနိုင်မှဖြစ်မှာပါ။ရေးစားတွေ၊လျှို့ဝှက်ကြိုးတွေနဲ့အလင်းပြန့်နိုင်တဲ့မှင်အစရှိတာတွေကိုတိတိကျကျပုံနှိပ်ပေးနိုင်တဲ့စွမ်းရည်တွေမှလည်းဂျာမနီထုတ်စက်ပစ္စည်းတွေကအကောင်းဆုံးဖြစ်ပါတယ်။ရေးသွေးလဲမြန်မာတို့လိုနှစ်ပေါင်းများစွာလဲအသုံးပြုလို့ရတာကလည်းဂျာမနီထုတ်စက်ပစ္စည်းတွေရဲ့အားသာချက်တစ်ခုဖြစ်ပါတယ်။ ကမ္ဘာ့ငွေစက်ကူထုတ်လုပ်ရေးဈေးကွက်ကိုဥဆောင်ထားတာကလည်းဂျာမနီကုမ္ပဏီတစ်ခုဖြစ်တဲ့ Korean Bandia Banknote Solution ပဲဖြစ်ပါတယ်။ဒီကုမ္ပဏီကြီးကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလေးကနိုင်ငံတော်တော်များများရဲ့ဗဟိုဘဏ်တွေနဲ့အလုပ်လုပ်လာတာကြောင့်သူတို့ရဲ့ဤပညာနဲ့စက်ကရိယာတွေကိုဒီကမ္ဘာလုံးနီးပါးကယုံကြည်စိတ်ချပြီးအသုံးပြုနေကြတာပါ။ဒါကတော့ငွေစက်ကူထုတ်လုပ်မှုပိုင်းမှာဂျာမနီရဲ့ဈေးကွက်စိုးမိုးထားနိုင်မှုပိုင်းပဲဖြစ်ပါတယ်။ ါပေမဲ့လည်းမင်းအွန်လိုင်းစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ဂျာမနီကုမ္ပဏီကငွေစက်ကူထုတ်လုပ်ဖို့အတွက်လိုအပ်တဲ့ကုန်ကြမ်းပစ္စည်းနဲ့စေးမင်တွေတင်သွင်းတာကိုရပ်ဆိုင်းခဲ့ပါတော့တယ်။ဒါကမင်းအွန်လိုင်းကိုအကြက်ရိုက်သွားစေခဲ့ပြီးအဲ့ဒီနောက်ပိုင်းမှာတော့လိုအပ်တဲ့ဤပညာအကူအညီနဲ့ကုန်ကြမ်းတွေရှားဖို့အတွက်အီရန်၊တရုတ်၊ရုရှားနဲ့အိန္ဒိယနိုင်ငံတွေကိုပဲမှီခိုနေခဲ့ရပါတော့တယ်။တဲ့င်းတွေမှာတော့မင်းအောင်လိုင်းစစ်တပ်ကဝစီငွေထုတ်ဆက်ရုံမှာဂျာမနီဆက်ဟောင်းတွေကိုဆက်လက်အသုံးပြုနေပေမဲ့စေးမင်ကိုတော့တရုတ်ကနေတင်သွင်းနေတယ်လို့ဖော်ပြထားပါလိမ့်။ အကျိုးဆက်အနေနဲ့အခုနောက်ပိုင်းထုတ်လုပ်တဲ့ငွေစက်ကူတစ်တွေကစံမမီတော့ပဲအတုတွေများလာအပြက်စီးများလာတော့တာပါပဲငွေစက်ကူတစ်တွေအတွက်လိုအပ်တဲ့စက်ကူကုန်ကျန်းကိုတော့ကျွန်တော်ပြောသလိုပဲအိန္ဒိယနိုင်ငံကနေတင်သွင်းနေတာဖြစ်ပါတယ်ဒါပေမဲ့လည်းစေးမင်ပိုင်းမှာတော့တရုတ်ထုတ်စေးမင်တွေကဂျာမနီထုတ်စေးမင်တွေနဲ့ရှင်းလိုက်မယ်ဆိုရင်အရေးသွေးပိုင်းမှာအရန်ကွာချသွားပါတယ်ဒါကြောင့်ငွေစက်ကူထုတ်လုပ်တဲ့နေရာမှာအပြက်စီးများလာသလိုငွေစက်ကူအရေးသွေးတွေလည်းကျဆင်းလာခဲ့တာဖြစ်ပါတယ် ရင်ငေါက်တက်လဲတူပဖန်တီးရတာပုံမလွယ်ကူလာတာကြောင့်ပြည်တွင်းမှာငွေတူတွေများလာခဲ့တာကလည်းဒါကြောင့်ပါပဲ။ဝစီငွေထုတ်စက်ယုံကဝန်ထမ်းတအူပြောတာကတော့ငွေစက်ကူတစ်တွေကရင်းနှံထိမိတဲ့အခါမှာဆေးရောင်တွေပြည့်တက်ပြီးအယောင်ကျွတ်ပါလေ။အရင်တုန်းကဂျာမနီဆေးမြင်တွေတုံးတုံးကတော့ဒီလိုဖြစ်ရမျိုးတွေမရှိခဲ့ပါဘူးဆိုပြီး BBC ကိုပြောထားတာတွေ့ရပါတယ်။ထုတ်လုပ်မှုပိုင်းမှာဆိုရင် အပြက်စီးဖြစ်မှုကအာနာမသိမ့်မီကချက်ပိုများလာခဲ့ပြီးအနည်းဆုံး15ရာခိုင်နှုန်းအထက်ပြက်စီးမှုရှိလာတယ်လို့သိရပါတယ်။ငါးဆလောက်ထုံရင်တစ်ဆလောက်ပြတ်နေတဲ့သဘောပါပဲ။ ဝစီငွေထုတ်စက်ယုံကထုတ်လုပ်မှုပိုင်းနဲ့ပတ်သက်တဲ့နည်းပညာပိုင်းကိုတော့ရုရှားနိုင်ငံကအကူအညီပေးနေတယ်လို့သိရပေမဲ့တိတ်တော့မထူပါဘူးရုရှားစီကအကူအညီမရခင်တုန်းကတော့တရုတ်စီကလည်းနည်းပညာပိုင်းကိုအားကိုးခဲ့ပူပါသေးတယ်အဲ့ဒီတုန်းကဆိုရင်အခုတက်တီတောင်မှအပျက်စီးအဆုံးရှုံးပုံများသလိုအရေးသွေးလည်းအဆမတန်နှိမ့်တယ်လို့သိရပါတယ်ဝစီငွေထုတ်စက်ယုံကထွက်လာတဲ့ငွေစက်ကူတွေကပြည်တွင်းမှာတော့ချက်ချင်းသုံးလို့မရသေးပါဘူး ဘာကြောင့်လဲဆိုတော့ငွေစက်ကူအရွက်ရည်အစင်းလိုက်နံပါတ်ရိုက်တာနဲ့လုံခြုံရေးကြိုးငွေကြိုးတက်တဲ့လုပ်ငန်းစဉ်ကိုဗဟုပန်စီရောက်မှသာလုပ်ကင်တာကြောင့်ဖြစ်ပါတယ်။ဤပညာပိုင်းလိုအပ်ချက်ကြောင့်ပျက်စီးသွားတဲ့ငွေစက်ကူတွေကိုတော့ဗဟုပန်နဲ့မင်းအောင်လိုင်းစစ်တပ်ရဲ့လုံခြုံရေးနဲ့ဆိုင်တော့ပုံနှိပ်ဆက်ယုံလာနာဆာကနေပဲမိရှုဖြစ်စီပြစ်ကြပါတယ်။မင်းအောင်လိုင်းစစ်တပ်ကဒေါံဆန်းစုကြည်ရဲ့အရသာအစိုးရကနေအတင်းတမာ အာဏာသိမ်းယူခဲ့ပြီးနောက်ပိုင်းမှာငွေကြေးထရီလီယံပေါင်း31ထရီလီယံအထိရိုက်ထုတ်ခဲ့တယ်လို့သိရပါဗျ။ ဒေါအောင်ဆန်းစုကြည်အစိုးရလက်ထက်တုန်းကတော့2019ခုနှစ်ကနေ2020ခုနှစ်နှစ်နှစ်တာကာလအတွင်းမှာငွေကျပ်ဘီလီယံ3600ကျော်သာရိုင်းနှိပ်ထုတ်ဝေခဲ့ပါတယ်စရောမြောက်လိုင်းစစ်တပ်ကအာနာသိန်းကာလလင်းနစ်ကျော်တက်တန်းအတွင်းမှာနေမယ်။အရင်ရတအစိုးရကာလတုန်းကထက်ငွေဆက်ကူထုတ်လုပ်မှု၈ဆကျော်ပိုများနေတာဖြစ်ပါတယ်။ဒေါ်ဆန်းစစ်ကြီးအစိုးရလက်ထက်တုန်းကတော့ငွေဆက်ကူလိုအပ်ချက်ရှိမှသာတစ်နှစ်ကိုနှစ်ကြိမ်လောက်ပဲထုတ်ရမယ်ဆိုတဲ့ policy မျိုးချမှတ်ထားခဲ့ပူပါတယ်။ ဒါပေမဲ့အခုမရောက်နိုင်လက်ထက်မှာတော့အစင်းငါးထက်နှစ်စာတိုးပြီးထုတ်လုပ်နေတယ်လို့သိရပါတယ်ငွေစက်ကူတစ်တွေကိုအကန့်အသတ်မရှိထုတ်ဝင်နေတာကြောင့်မြမငွေကြေးတန်ဖိုးလဲကျဆင်းလာခဲ့ပြီးငွေကြေးဖောင်းပွားမှုနှုန်းကလည်းမြင့်တက်လာခဲ့ပါတယ်။2020ခုနှစ်ဇန်နဝါရီလတုန်းကအမေရိကန်ဒေါ်လာကိုမြန်မာငွေ1320ကျပ်ပဲပေါက်ဈေးရှိရာကနေအခုချိန်မှာတော့2025ခုနှစ်မှာအမေရိကန်ဒေါ်လာကိုမြန်မာငွေ4500ဝန်းကျင်ဖြစ်နေတာပဲကြည်ပါ။၄နှစ်ကျော်ကာလထဲမှာတင်မြမငွေကြေးတန်ဖိုးက3ဆကျော်ကျဆင်းသွားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လေပြည်တွင်းစီးပွားရေးကနေ့တစ်ထက်နှစ်လာခဲ့ပြီးပြည်သူတွေရဲ့စားဝေးနေရေးကလည်းကျက်တဲလာခဲ့တာပါပဲ။အရင်တုန်းကတော့မြန်မာပြည်သူတွေရဲ့အိမ်တောင်တစုအတွက်ဈေးပိုတစ်ပတ်တာအသုံးစိတ်ကတထောင်ကျပ်ဝင်းကျင်ပဲရှိရာကနေအခုချိန်မှာတော့တစ်ပတ်3000ဆိုတာတောင်မလောက်တော့ပါဘူး။အရင်တုန်းကသုံးခဲ့ရတဲ့7000ပမာဏရှားဖို့အတွက်နောက်ထပ်1000တန်နှစ်ရွက်ချက်တို့အသုံးပြုလာရတဲ့သဘောပါပဲ။ကုန်စင်တုံးတွေကမြင့်တက်နေပြီးအခြေခံလောက်ခလာစာကမတိုးပဲရှိနေချိန်မှာ ငွေဆက်ကူကလည်းအရင်ကထက်ပိုပြီးတန်ဖိုးကျပြီးရှားပါလာတာကြောင့်စာဝင်းနေရေးကလဲပင်တဲ့တစ်ထက်နှစ်လာခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းမဲအောင်နိုင်စစ်တပ်ကတော့တစ်နှစ်တစ်နှစ်ကိုဝစီငွေထုတ်ဆက်ယုံကနေငွေဆက်ကူတစ်တွေကိုအကန့်အသတ်မရှိလိုတလောက်ထုတ်ယူနေတာကြောင့်ဒီတိုင်းသာဆက်သွားမယ်ဆိုရင်မြန်မာနိုင်ငံရဲ့စီးပွားရေးကအဆိုးဆုံးအထိရောက်သွားနိုင်ပါတယ်။ ဝစီငွေတုပ်စက်ယုံကတော့မင်းအောင်လိုင်းစစ်တပ်အတွက်အသက်တမျှအရေးကြီးတာကြောင့်စက်ယုံနဲ့ပပလဲထိသားတွိုင်းမှာအရင်ကားထက်စစ်အင်အားနဲ့လက်နက်အင်အားတွေတိုးမြင့်ချတာပြီးအရင်ကားထက်လည်းလုံခြုံရေးတင်းကျပ်ထားတာကိုတွေ့ရပါတယ်။ဒါကြောင့်မကွေးတိုင်းပခုတ်ကူမျိုးနဲ့တန်းချီတောင်တန်းရဲ့တောင်ဘက်ကဘေးတထောင်လောင်းမြင့်တဲ့တောင်ကုန်းပေါ်မှာတည်ရှိတဲ့ဝစီငွေတုပ်စက်ယုံကမင်းအောင်လိုင်းစစ်တပ်ကလွဲလို့ဘယ်သူမှမရှိနိုင်တိုးမပေါင်နိုင်တဲ့ No Man Land တပွဲအခုတက်တီတည်ရှိနေဆဲပဲဖြစ်ပါတယ်။